နောက်ဆုံးတစ်ခုအနေနဲ့ flash cap ကိုနီးမှန်လက်မှတ်နဲ့ဘယ်လိုပြသပေးရမလဲဆိုတာကိုပြောပြပေးစင်ပါတယ်။ပထမအဆုံး tips ကတော့ flash cap ပြတဲ့အခါမှာအသံကျကျနဲ့စကလုံးမိသားစွာပြသပေးဖို့လိုအပ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ tips ကတော့ flash cap ပြမယ့်အချိန်နေရာတစ်ခုကိုသတ်မှတ်ပေးထားတာလည်းဖြစ်ပါတယ်။သတ်မှတ်ထားတဲ့နေရာမှာအချိန်မှန်နေ့စဉ်ပြသပေးရပါမယ်။ ဥပမာမိမိတို့ကမနေ့9နိုင်မှာပြတ်တာပေးဖို့အဆင်ပြေတယ်ဆိုရင်နေ့စဉ်9နိုင်မှာပြတ်ပေးပါနော်ည9နိုင်မှာပြတ်တာပေးဖို့အဆင်ပြေတယ်ဆိုရင်လည်းည9နိုင်တိုင်းမှာပြတ်တာပေးဖို့လိုအပ်ပါတယ်ဒီလိုမျိုးပြတ်တာပေးခြင်းအပြင်သားမိတို့ကဒီအချိန်ဒီနေရာမှာ flash ကကြည့်ရတယ်ဆိုတဲ့အချက်တစ်ခုကိုရရှိစေပြီးတော့ flash ကကြည့်တဲ့အခါမှာအဆင်ပြေမှာလည်းဖြစ်ပါတယ်ဒီနေရာမှာတတိထားရမှာကတော့တသားပြီတို့ကို flash card တွေနဲ့ပေးမစော်ပါဘူးเนาะကလေးတွေကသူတို့စော်ဝင်ရတဲ့အရာဆိုရင်ကစားစရာလို့သတ်မှတ်ပြီးတော့ flash card တွေကိုတတိစစချမကြည့်ကြပါဘူးဒါကြောင့်မို့လို့ flash flash cap တွေနဲ့ပေးမစော်ပါနဲ့နော်နောက်ဆုံးတစ်ခုကတော့ flash cap ပြတဲ့အခါမှာအနည်းဆုံးရာကနန်းကနေစပြီးတော့ပြပေးပါဥပမာ100 200စသဖြင့်အများဆုံး1000အထိပြပေးလို့ရပါတယ်ဒီနေရာမှာ flash cap တွေကိုနှိမ့်စင်နေတိုင်းအစ်စ်ပြောင်းလဲပြီးတော့ပြပေးစရာမလိုပါဘူးပြနေကြဖို့ပဲခလေးတွေမှမိတဲ့အချိန်ကိုချက်ခါချက်ခါပြတ်တပေးရမှာပဲဖြစ်ပါတယ်နော်ကဲဒါဆိုလို့ရှိရင် flash ကအကြောင်းကိုဖဖမေတို့လည်းတတိချာချာလေးသိသွားပြီလို့ယုံကြည်ပါတယ်။ဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။